ိုင်ပါမတ်တက်မလို့နေနဲ့ကြီးကြီးလေးကတ်တက်စစ်စင်ကြီးကြီးလုပ်မယ်ဆက်ကြည့်ပြပါမလားသူဆုံလာတဲ့နေမျိုးပြန်လဲတက်ခိုက်တိုက်ပိုက်အချိန်မှာလူမိုင်းကရရဲ့မျိုးတော်ဖြစ်တဲ့လိုင်ဇာတို့ကြားရံနေအသိမ်းပြီးတော့မနိုင်ရမြန်မာနိုင်ငံရဲ့တယံဇာတာလေကြောက်စိမ့်နေဆန်စပါကျွန့်တက်တီတံငွေပိုက်လိုက်နေအကုန်ရုံးစားခဲ့တာမဟုတ်လား အလိုချရမီဝပီတူညီကိုမော်နမာများအလုံးပိုင်းမင်္ဂလာပါ News Bit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရတယ်2025ခုနှစ်မတ်လ14ရက်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညကျွန်တော်တို့နောက်ဆုံးကြက်တရတဲ့တော်လန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီနေ့ညမှာလဲတော်လန်ရဲဆိုတဲ့အနေနဲ့ပြန်မရွှေဆောင်လိုက်ပေးတဲ့တရင်ချုပ်ဖြင့်ဘောမရက်ကွက်ရဲ့ပောက်ကွက်တန်စင်တွေလဲကြည့်မှာမလို့ကျွန်တော်နဲ့သူဆက်ဆုံးကြည့်ရှုပေးချဖို့ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်ခါတိုင်းလိုပဲတရင်တော်လေးတွေအရင်ဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ ကျင်းပြည်နယ်ဖလားမြို့မှာရှိတဲ့လက်ချံစကားမြတ်တဲ့ခလာယာ268စကားကိုအပိတသိမ့်ပိုင်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းမှာစစ်သားတွေအရှင်ဖမ်းမိပြီးတော့မှလက်နက်ခမ်းလက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်2025ရောက်တဲ့အခါမှာဇန်နဝါရီလထက်ကစကားဆပ်ကနေပြမလေးနဲ့တိုင်ရဖြစ်တာရှိတယ်ပထမကြိမ်အယောက်20ကနေ30ကျဖြစ်တယ်ဒီလာမလ10နှစ်မှာအယောက်40လောက်ကိုပြန်ထပ်ဖြစ်တယ်အဲ့ဒီပြန်ဖြစ်တဲ့ချိန်ကနေစပြီးတော့မှသူတို့ကကျွန်တော်တို့ဖလန်းမာကတော့ခလာယာ268နဲ့အနီးဆက်ဆုံးဖြစ်တဲ့ကုန်းနှကုန်းအာစီချောင်းရှိတဲ့ကုန်းနဲ့စေုံကြီးရှိတဲ့ကုန်းနှကုန်းအဲ့ဒီ ကိုနှကုံးကတော်တော်လေးအရေးကြီးတယ်အဲ့ဒီကိုနှကုံးကို2014မှာတင်ပိုက်နေလို့ပဲသူတို့ခလာရက်ကိုကျွန်တော်တို့ကကောင်းကောင်းလေးထိန်းထားနိုင်ခဲ့တာအဲ့ဒီကိုနှကုံးကိုပြန်ယူဖို့ရန်အတွက်သူတို့က17ရက်နေ့မနေ့9နာရီကနေပြီးတော့မှကျွန်တော်တို့တံပြန်စစ်စစ်ရေးထိုးတာတွေရှိတယ်သူတို့စစ်စစ်ရေးထိုးတဲ့အချိန်ကနေစပြီးတော့မှတိုက်ပွဲကပြင်းထန်တယ်ဒီနေ့ထိပေါ်ဆိုပြီးတော့မှချင်းချင်းတော်စစ်စစ်တောင်းရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဖလန်းမျိုးတိတ်တိုက်ပွဲနောက်ဆုံးချင်းနေနဲ့ပတ်သက်ပြီးတော့မှကြားသိရတာပေါ့နော်စစ်ကောင်စီကတော့သူတို့အခုဆိုရင်ခလာရက်နေ့6ရက်တခုတည်းသား ဖလာမျိုးမှာကြန့်ရှိနေတာဖြစ်ပြီးတော့ကျွန်တော်ချင်းချင်းတော်ဖွဲ့တွေကနေပြီးတော့စစ်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ရစွဲအချင်းသားတွေကိုအတင်းတော်မှာလင်းနဲ့ကင်ခိုင်းပြီးတော့မှတော်လိုင်းတက်တွေကိုခုခံတိုက်ခိုက်ဖို့စစ်ကောင်စီတပ်ကအမိန့်ပေးစီခိုင်းလျက်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ PPNM ရဲ့စုံစမ်းတိရှိချက်တွေကိုတေချာတည်တည်ထောက်ထားခိုင်မာနဲ့နိုင်ငံတကာသိအောင်လုပ်စီချင်ပါတယ်။နိုင်ငံတကာအနေနဲ့ပြင်းထန်စွာကောင်းကွက်ကြောင်းဆိုတဲ့ထုတ်ပြန်ချက်ကလွယ်လို့ဘာမှမလုပ်တာတေချာပေမဲ့စစ်ကောင်စီရဲ့ လူခွင့်ရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့မှမတန်းတစ်ခုတိုးမှာတော့တေးချပါတယ်ဆိုပြတော့မှရန်ကုန်ခြေစိုက်နိုင်ငံရေးဆောင်မရှင်သူကနေပြီးတော့မှပြောဆိုထားတာပေါ့နော်စစ်ကောင်စီကတော့ခုဆိုရင်ကျတို့ဒီတပီလုံးမှာရှိတဲ့သူတို့လက်အောက်ကပြည်သူတွေအားလုံးကိုပြန်ပြီးတော့မှစတက်တဲ့ကိုအတင်းတွန်းပို့နေတာပြည်ပြည်မှာသူတို့တတ်တဲ့မလုံလောက်တော့တဲ့အချိန်မှာဒီလိုမျိုးပေါ့နော်စူဆောင်းမှုတွေလုံးနေတာပဲဖြစ်ပါတယ်ကျတို့ဘက်ကနေပြီးတော့မှရနိုင်သမျှဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူဘက်ကိုခုံလုံဖို့ပြောနေတဲ့အချိန်မှာပဲအလင်းဝင်ချက်ဖို့ပေါ့နော်ကျတို့ဘက်ကနေပြည်ပြည်မှာမေတ္တာရက်ခံတောင်းဆိုထားတာမို့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကိုယ့်ရဲ့ဒီရှေ့ရည်နာကကို ကျိုးသွေးပြီးတော့မှအခုကရက်ပီတိုတွေနဲ့ပူအောင်တင်နေပြီပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့ဒီနေ့ကျွန်တော်တို့ပေါ့နော်ကြားသိရတဲ့သတင်းအကောင့်တစ်ခုကတော့ဒီညောင်ကျိုးစကန်ကိုအရခတ်တော်နဲ့ပူပေါင်းတဖို့ပုံရနေပြီးတော့မှအပီတင်ပိုင်နေလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှကိုစီကနေဒီစစ်ကောင်စီဘောမတွေတည်အောင်ဘယ်လိုမျိုးအကျိုးအကြောင်းတွေနဲ့တရားလို့ပြောပြထားလဲဆိုတာစာချလိုက်ရအောင်နော်။ ေးကဗကိုးနေမဟုတ်ပါဘူးအခြားနေရာတွေမှာလည်းအများကြီးစစ်ဆိုင်ထားတာရှိပါတယ်ကျွန်တော်တို့တွေကပြောလို့မရတဲ့အရာတွေရှိတဲ့အတွက်ဘယ်နေရာတွေမှာဘယ်ရောက်နေလဲဆိုတော့ကျွန်တော်တို့တွေကမီဒီယာတွေမှာမပေါ်လာမရှိတော့ပြောလို့မရဘူးဒါပေမဲ့လက်ရှိအေးဆိုင်ထားတဲ့စစ်တီအင်းကကျေပြန့်သွားဆိုင်ထားတာနော်အခြားရမသိတဲ့ကရခိုင်ပြည်နယ်ဟိုထိပ်မှာတိုက်နေတယ်ဟိုဘိတ်မှာသွားပြီးတိုက်ထားတယ်အဲ့အကွာအဝေးကိုဝကြည့်လိုက်အခုလက်ရှိစင်ထားတဲ့ဟာဒီဘယ်လောက်ထိဝင်ထားပြီလဲဆိုတော့ကျွန်တော်တို့ပြီးဆုံးပါအဲ့ဒီတော့လေကျွန်တော်တို့ဒီဘက်ကနေနိုင်တဲ့နေရာကဝိုင်းကူးနေတာလေအများကြီးရှိပါတယ်အဲ့တော့ပြည်သူတွေကိုအဓိကပြောချင်တာကျွန်တော်တို့လက်ရှိ time မှာဒီကလအကျက်သေးတဲ့အတွက် เนาะနိုင်ငံရေးနဲ့ပတ်သက်တဲ့လုံထုံးလုံးနည်းတွေကိုအရင်လိုပွင့်လင်းနေတာဆိုတာခြားပြလို့မရဘူးတင်ပြလို့မရတဲ့ပေါ့နားလည်ပြပါဒါပေမဲ့လက်ရှိတော်နိုင်ရေးမှာ AI ဖြစ်တဲ့တန်တာတိုက်နေပါတယ် AI နဲ့အတူတူ AI ဒီတိုင်းမှာရှိတဲ့ PDF တွေမြောက်များစွာလက်တွဲပြီးနေပါတယ်အဲ့ဒီ PDF တွေအားလုံးကလည်း AI ဒီတိုင်းတော့ပြန်လဲတိမ့်ပိုက်ရရှိမှာဖြစ်ပါတယ်ဒီညမှာစစ်ကောင်စီအနေနဲ့ကအခုဆိုရင်ဒီဘကိုအဆက်မှာခန်းစစ်ကိုတေချာပြင်ပြီးတော့ခုခံခဲ့တာအခုဆိုကိုယ်ပြေဝပြေးပြီးစခန်းဆွန့်လွတ်လိုက်တာ အဲ့လိုလိုပဲ ARD တိုင်းထဲမှာလည်းခုခံစစ်ကိုပြင်ဆင်ပြီးတော့နေနေတဲ့စစ်ကောင်စစ်တပ်စခန်းတွေအများကြီးရှိတယ်။ဒါပေမဲ့ပြောချင်တာကဘလောက်ပဲခုခံစစ်တင်းတင်းချိန်နေလက်တော့ကနေပဲ။ဘာဖြစ်လို့လက်ရှိစစ်ကောင်စီဘက်မှာခုခံစစ်ပြင်းတဲ့ထဲမှာပါဝင်တဲ့တပ်သားအများစုဒီစစ်မှုထမ်းဥပဒေကနေပါတဲ့လူတွေကိုပါရှေ့ထမ်းပို့လာတာဖြစ်တယ်။အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပါတဲ့လူတွေအားလုံးကတာမန်ပြည်သူတွေအားလုံးတည်တဲ့တိုင်တက်တက်ချက်ဖောက်နိုင်ဘယ်လိုပြီးမပြီးဟုတ်တယ်နော်သူတို့မှတိုက်ပွဲအတွေ့အကြုံမရှိဘူး။နောက်တစ်ခုကအဓိကတော့စိတ်သက်ပိုင်းပဲ။ စိတ်သက်ပိုင်းမှာသူတို့ကဒီစစ်ကောင်စီဘက်ကနေတိုက်ချင်လို့ပါဝင်ရတာမို့မလွဲတာလို့သူတို့ပါဝင်ရတာဖြစ်တဲ့အတွက်တစ်ဖက်ကတနက်တက်တစ်ချက်ပေါက်တယ်ဒါဟာရန်သူမဟုတ်ဘူးဆိုတော့သူတို့ကောင်းကောင်းတည်တယ်အဲ့ဒီအတွက်သူတို့ရဲ့စစ်ကလုံးဝစစ်တိုက်ချင်စိတ်မရှိဘူးဒီပေါ်မှာစစ်ကောင်စီကတပန်းချုပ်နေတာဒါပေမဲ့တခုတော့ရှိတာကလက်ရှိစစ်ဗုဒ္ဓဥပဒေနဲ့ပါဝါတဲ့ဒုတိယပြန်လဲစုစည်းပြီးတော့နော်အဲ့ဒီစခန်းတွေထဲမှာပြန်ခုခံတိုက်ပွဲဝင်ပြီးတော့ပြန်လဲဖက်ပြေးလာတာလေးအများကြီးရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အထက်ကတော့စစ်မှုထမ်းဥတွေထပ်ဝင်မဲ့ဒုတွေရောဝင်ပြီးသားဒုတွေရောအနေနဲ့တိရမှာရန်ဒူဒီစစ်ကောင်စီဆိုတော့ကောင်းကောင်းတိရမှာ လောလောဆယ်ငါတို့ကရန်သူအလောက်မှာတိုက်ရောက်နေပါလားဆိုတဲ့အဲ့ဒီစစ်မှုထမ်းတဲ့ကိုဝင်သွားတဲ့လူငယ်တွေကောင်းကောင်းတိထားမယ်ဆိုရင်ပြပွဲရပြီးပါတယ်။เนาะအဲ့တော့လက်ရှိတော်နိုင်ရေးမှာစစ်ကောင်စီကဘာလုပ်နေလဲဆိုတော့တိုင်းဒါအီးရ OST အားလုံးကိုလက်ရှိနေတယ်။အခုဆို MND တွေဆိုရင်ဒါတရုတ်ရဲ့ PR ကြောင့်ဘာမှလုပ်လို့မရတော့ဘူး။เนาะ TNN တွေဆိုလည်းပုံစံတွေပြောင်းလာတယ်လို့ပြည်သူတွေဝေဖန်တာတွေထွက်လာတယ်။တကယ်လည်းပုံစံတွေပြောင်းနောက်ခုဆိုတာကဒီ KIA နဲ့ဖြစ်ပေါ်မှုမှာအဲမတင်မြတ်မှုတွေခဏခဏဖြစ်ပေါ်လာတဲ့အတွက်ဒါပြည်သူတွေကဒီကိစ္စမှာတော်တော်မကြိုက်ဖြစ်လာကြတယ်။ ်ချင်းချင်းကြွရတော့ချင်းချင်းဖြစ်တာကိုလုံးဝအာမပြုဘူးဒီလိုတွေကဒီချိန်မှာအဲ့တော့တက်ကောင်စီနေနဲ့အဓိကလက်ရှိတိုက်နေတဲ့ညီတော်မမိတ်၃ခွက် TNN နဲ့ MND AA စတဲ့ညီတော်မမိတ်၃ခွက်အပါဝင်အခြားသောတိုင်းသား EOS တွေနဲ့သူကညှိလိုက်မယ်ဒီတိုင်းသား EOS တွေကငြိမ်ဝမ်းမယ်ဆိုရင်သူကမြေပြတ်ကိုအဟုတ်ရှင်းတာသူတို့ပြောထားတာတခါလည်းရှိပါတယ်မြေကြီးနဲ့ကြံပြေးတဲ့သူတို့မြေကြီးနဲ့ယူမယ်ကဲရတော့ဗနကိုစီယာနေပြမခုဆိုရင်ကျတို့အရခတ်တော်ရဲ့ပြောပြလာတဲ့စစ်ဆွဲတွေကကျတို့တိုင်းတိုင်းစစ်စေးနေတဲ့ခုဆိုရင်လာနေတဲ့ဆိုတဲ့အကြောင်းပါနော် ပြောဆိုထားတာဖြစ်ပါတယ်တဖက်ကနေပြီးတော့မှကျွန်တော်ဒီတိုင်းသားလေးနဲ့ကတပွဲဝင်တွေဂျာတဲ့မှာအချင်းချင်းပြဿနာလေးတွေကိုစစ်ကောင်စီကနေပြီးတော့မှခွင့်ကောင်းယူပြီးတော့မှအခုဆိုရင်တို့အစ်စ်နိုင်တိုက်ဖို့ပေါ့နော်ပြန်ပြီးတော့မှစူးစမ်းလာတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာမှဗီဒီယိုတရလောက်ခွာနဲ့အခုဆိုရင်ကျွန်တော်ဒီတပ်ပွဲတွေပေါ်ဆောင်လာတဲ့များနေပြီဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပေါ့နော်ကျွန်တော်တို့သိရတာပြတော့မှ NUG ဘက်ကနေပြတော့မှလည်းဒီနှစ်ထက်မှပဲနိုင်ငံတော်အဆင့်နေနဲ့တပီလုံးမှထိုးစစ်ဆင်သွားမယ်ဆိုပြတော့မှပြောကြားထားတာမို့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုကြက်အလင်းဝင်တင်နေတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွင်နဲ့ mindset ထောင်ကအချင်းပြတ်ချဆန်းနေကြတဲ့အချင်းထောင်ဝန်ထမ်းတွေရဲ့အကြောင်းတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှတော့ Donna TV ရဲ့ပြီးသူကြားကပြီးသူစကားအစီအစဉ်အနေနဲ့ mindset မျိုးကပြီးသူတဝူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် mindset ထောင်မှာထောင်မူကြီးအောင်ဆိုးမော်နဲ့လက်ထောက်ကြီးကြပ်ရေးမှူးစီသူတို့ဟာမတရားအရှက်မရှိလှုပ်ရှားနေကြပါတယ်ထောင်မူကြီးကထောင်ရဲ့ဈေးပါကန်ရပါတယ်ဈေးပစ္စည်းတွေကို အမျက်မတရားတင်ပါတယ် ယောက်ျားလေးဆောင်ဆိုလဲပတ်စံခဏခဏတောင်းပါတယ်။သူမိမကလည်းဝန်ထမ်းတွေကို အတိုးမတန်တဆနဲ့ငွေတို့ချီးပါတယ်။ဝန်ထမ်းတွေရဲ့ ATM လာစာကတ်တွေကိုအတိုးနဲ့တင်ထားပါတယ်။အတိုးနဲ့ရင်ဆက်မလောက်ပါဘူး။မိုင်းဆက်မှာနာမည်လေးအရန်ထွက်နေပါတယ်။ရှက်လဲမရှက်ကြပါဘူး။ထောင်ကခေါင်းစဉ်တစ်ခုခုနဲ့တောင်းရင်စေသိန်းကပြေမလွတ်ပါဘူး။လက်ထောက်ကြည့်ကြည့်ရေးမှုစီသူကတော့တက်ရဲဂိတ်တာဝန်ကျသူပါ။ထောင်ဝင်စာလာတွေ့သူတွေကိုပတ်စံရှိရင်ရှိသလို မရှိရင်မရှိတယ်လို့ဆက်ဆံပါတယ်။စာရွက်စာတမ်းစုံမစုံပတ်စံပေးရင်ပေးတယ်လို့မပေးရင်မပေးတယ်လို့ ਨੇ မရရင်တပတ်ကိုအ ਨੇ စုံတင်ကနံပြေမလို့ပါဘူး။ဝန်ထမ်းတွေပေါ်မှာလည်းအမြင်ဆဲရေးတိုင်ထားပါတယ်။သူမိမဆိုလည်းအတိုးကြီးစွာနဲ့ငွေချေးစားနေပါတယ်။ထောက်မှာသူတို့နှစ်ယောက်ကလှုပ်အစားဆုံးနဲ့အချမ်းသာဆုံးပဲ။မိုင်းဆက်ထောင်ကအကျင်းသားတွေထဲမှာတိုင်းရင်းသူ တိုင်းရင်းသားတွေကများတော့ယူတာကြပါတယ် အတိုင်အတော်လည်းမရှိတော့လှုပ်ရှားချင်တိုင်းလှုပ်ရှားနေကြတာပါလို့စာရေးတာပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ဒါတော့ဗောနော်ကျွန်တော် mindset ထောင်ကအချင်းပြချစားပြတော့မှကျွန်တော်အချင်းထောင်အချင်းသားတွေပုံမှာပြန်ပြတော့မှာဗောနော်ငိုသေးစွန့်နေကြတဲ့ဒီ ်ထောင်ဖို့ပါဝင်ကျန်တဲ့လက်အောင်ငယ်သားတွေအကြောင်းကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအကျဉ်းသားတွေကိုပေါ့နော်ဖိနေပြီးတော့မှအခုဆိုရင်ကိုသွေးစင်းတွေကြတဲ့အုပ်စုတွေကများစွာရှိနေတာပြောမှာကျွန်တော်လူခွန်ရေးဆိုင်ရာချိုးဖောက်မှုတွေလည်းများစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်ဘက်ကနေပြောမှာပဲပေါ့နော်နိုင်ငံတော်တွေသိရှိအောင်ပြောဆိုမှုတွေရှိနေတာပြောမှာစစ်ကောင်စီအနေနဲ့ဒီလိုမျိုးဆက်ပြီးတော့မှကျွလုံနေအောင်မယ်ဆိုတော့တချိန်မှာတော့တို့ရဲ့ပြုံးမှုတွေတက်ပေါ့နော်ပြန်ပြီးတော့မှခိုင်းမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထပ်ဗီဒီယိုသဘောအနေနဲ့ ပြောင်းကျန်းနေပြတော့ပါနော်။ညောင်ကျိုးစခန်းအေးလက်ထဲလုံးဝမချသေးဘူးဆိုတော့မှပလိုပယ်ဆော်တွေပြောထားတဲ့ဟာလေးဆက်ချလိုက်ရအောင်နော်။အခု AA ရဲ့နော် PDF ရဲ့နော် KNU ရဲ့ပူပေါင်းဖော်ဆောင်နေတဲ့ပကိုးတိုင်းရဲ့ဒီစစ်စင်ရေးတာအောင်မြင်သွားခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့အဲတက်မလို့ဒီအစ်စင်ကိုကြော်ဖို့ဟာနည်းနည်းခက်ခဲသွားနိုင်တယ်။ နည်းနည်းမို့ဗောများကြီးเนาะဒါမဲ့လည်းတက်မလို့ကြုံနိုင်မှာဆိုတော့ကျွန်တော်ယုံကြည်တယ်အဲကြောင့်မလို့တက်မလို့နေမမားတင်တာမမားရအောင်မဖြစ်တင်တာမဖြစ်ရအောင်เนาะကျွန်တော်တို့အနေနဲ့ကတော့ဝေမန်သုံးသပ်ပြီးပြောဆိုနေရမှာဖြစ်တယ်အခုဆိုလို့ရှိရင်ဒါစီရေးအခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အခု AA ကဒီအရှိုက်ကိုထိုးဖို့ကြိုးစားနေတယ်ဒီကပ္ပစက်ယုံတိရှိတဲ့အရက်တွေကိုထိုးလာတဲ့စစ်စင်ရေးရဆိုဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်เนาะဒါအမှန်ကိုအမှန်တိုင်းတော့ပြောရမှာပဲအဲ့တော့ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့တောင်ကုတ်ကနေပြီးတော့ဒီအောက်ရှစ်ပေတီရောက်ဖို့ဆိုတာကဈာထဲမှာစခန်းကြီးအများကြီးရှိတယ် အဲ့ဒီစခန်းเนี่ยဘာဘာစခန်းနေဖြစ်မလဲပထမဦးဆုံးစခန်းနေเนี่ยရခိုင်ပြည်နယ်ထဲမှာရှိနေတောင်ပုံကြီးစခန်းဆိုရှိမယ်တောင်ပုံကြီးစခန်းလဲဥပမာလင်းပြောရရင်တော့ဟုတ်ပါတယ်အေးအေးတိုင်လိုက်ပါเนาะဟုတ်ပြီတောင်ပုံကြီးစခန်းအရှိကိုချလာမယ်ဆိုရင်မိုးထီနေချာစခန်းရှိရမိုးထီတောင်ပုံအေးအဲ့ဒီဥစ္စာကိုလဲအေးအေးဒီအေးလောက်ကြာပါပါဒါလည်းမှတ်ပါတယ်အဲ့ဒီကတရှိကိုဆက်တိုးလာမယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကလားလက်တူရွာပေါ့အဲ့ကလားလက်တူရွာလဲအပုပ်ဝင်လင်းပြောလို့ရှိရင်တော့ ကြာသွားပါပြီเนาะညကြာသွားပြီလို့ပြောတာညနေပြီเนาะသဘောရတကြာသွားပြီဆိုတော့ဆိုရှင်တက်ကနောက်ဆုတ်ပေးလိုက်ရတယ်ဗျာဟုတ်ပြီကလားလက်တော့ကလားလက်တော့ရှိရဆက်တိုးလာမယ်ဟင်းဆိုဒီအီကလည်းเนาะတော်တော်တိုးလာတာเนาะဒါဖုံငလင်းပြောရလို့ရှိရင်အဲတပုံနေထဲမှာတော့အဲနည်းနည်းလေးပေါ့သတိထားမဲ့တပုံထဲမှာအေးပါတယ်ဗျာတိရသူကပါချီပါချက်တော့မလို့သူကတကယ်စစ်တပ်အရှိုက်ကိုထိုးဖို့ကြိုးစားစစ်တွေတို့ကြောက်ဖြူတို့ကိုကြိုးစားပြီးတိုက်နေပေမဲ့လည်းဒါအယောင်ပြတိုက်တယ်လို့ကျွန်တော်ကသုံးသပ်တယ်တကယ်တမ်းစစ်တပ်မပြုံမချင်းသူတို့ရဲ့အာရကန်ဒရင်းဆိုတာသူတို့မေ့ထားလိုက်လို့ရတယ်ရခိုင်ပြည်မှာရခိုင်တိုင်းရင်းသားတွေ ဟိုမွဲပြပြီးတဒေါင်းစားဖြစ်မဲ့ဘဝကိုသာရောက်သွားမယ်ရခိုင်ပြည်ကိုတိမ့်လို့ရမှာစစ်တပ်မပြုံးဘူးရခိုင်ပြည်နဲ့ရောက်လို့ရခိုင်ဘာမှလုပ်လို့မရအောင်စစ်တပ်ကြီးပြုံမရမှာတိတဲ့အတွက်ကြောင့်စစ်တပ်ပြုံဖို့အတွက်ကသူကဘကိုးတိုင်းကိုသူအရာတိုက်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့လဲသူရဲ့စစ်စင်ကြီးကဒီကဒီကိုဖော်ဆောင်လာတာဖြစ်တယ်အဲ့တော့စနကျွန်တော်ပြောသလိုအဲဘယ်ခေါ်မလဲကလလတ်တွေရလဲအေးအေးလောက်ကိုအေးအေးခက်ခက်နောက်ဆုတ်ပေးလိုက်ရတာပေါ့နော်ဟုတ်ပြီရှေ့ဆက်တိုးလာမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ပကံကွဲရွာအဲပကံကွဲရွာလဲပုံမှန်လင်းလင်းပြောရမယ်ဟေးဆိုလို့ရှိရင်ပကံကွဲရွာလဲ ောက်ဆုံးပြီးလိုက်ရပါပြီ။နောက်အဲ့တော့ပကံခွေရအရှိကိုဆက်တိုးလာမယ်ဟင်းဆိုလို့ရှိရင်တော့ညောင်ကျူးတဲ့နော်။ညောင်ကျူးဆိုတာရွာလေးပြအဲ့မှာတက်စခန်းရှိတယ်။အဲ့ဒီတက်စခန်းမှာတော့အင်အားအလုံးရင်းနဲ့တက်ကနေပြီးတော့ခုခံနေတဲ့အတိုက်အတာလေးရှိတယ်။အဲ့တော့ဒီစခန်းကိုမကြဖို့တွက်တာအဲတက်မလို့ကလည်းစူးစမ်းနေ။အဲ့တော့ညောင်ကျူးရအောင်ထိမခံဘူး။အရှိကိုဆက်လက်ပြီးတော့ကြောင်ကျိုးရနဲ့အရှိကိုဆက်တိုင်းအခုဒီနေ့တည်င်းနေကျွန်တော်ကြားသိရတယ်အဲ့ဒီတည်င်းကဘာလဲဆိုလို့ရှိရင်ဒီအေအေကတဲ့ ညောင်ကျူးရွာကိုတဲ့ညောင်ကျူးစခန်းကိုရသွားပါပြီတဲ့လုံးဝမားနေပါလေလွဲနေပါလေကျွန်တော်တို့အရှိကိုအချိန်တိုင်းပြောရမှာပါနော်ပြောရမယ်နော်ဒီမဲ့လော်လော်ညောင်ကျူးရွာတို့လုံးဝမရသေးပါဘူးညောင်ကျူးရွာရဲ့အလွန်ပေါ့ညောင်ကျူးရွာရဲ့အလွန်ပကံခွဲရကြာသွားတာမှန်တယ်အဲ့ဒီကြားထဲမှာခုလော်လော်စီအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်တွေမှာတိုက်ပွဲတွေဖြစ်နေတယ်အလုံးကြီးအလုံးလေးတွေကျွေးနေပါလေနော်ပြောင်းကြတော့အခုချိန်လေးဒီကျွန်တော်တို့ပေါ့နော်ညောင်ကျူးကျေးရွာကရေလက်ထဲအောင်မြောက်တေးဖို့ဆိုတဲ့ပုံစံမျိုးနဲ့ညှင်းဆုပ်ထားတော့ကျွန်တော်တို့တက်တာဖြစ်ပါတယ်အရင်ကလည်းသူကနေပြီးတော့မှ မော်ရှယ်လင်းရေးတက်စခန်း AA ကနေပြီးတော့မသိမ့်ပိုက်သေးဘူးဆိုပြီးတော့မှအာချောင်ခက်ပေမဲ့နောက်ဆုံးကြတော့ပါနော်ကျွန်တော် AA ရဲ့လက်ထက်ကိုကြောက်တော့တယ်ဆိုတာတရင်တွေလိုင်းလိုင်းထွက်လာပြတဲ့နောက်ပိုင်းမှာသူကိုယ်တိုင်ဝန်ခံပြောကြားထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်အခုချိန်မှာလည်းတွေ့နေပြီးတော့မှတပုံဆန်တဲ့ဘက်ပေါ့နော်ပြောဆိုလာတာမဟုတ်လို့ကျွန်တော်ဘက်ကနေပြတော့အညောင်းကျွာဆိုရင် AA နဲ့ပုံတက်ဖို့တွေရဲ့လက်ထက်ကိုတေချောက်ကြောက်နေပြီဆိုတဲ့ကြောက်ပေါ့နော် confirm လို့ရနေတာပဲဖြစ်ပါတယ်စကောင်စီတက်ဖို့တွေဘယ်လောက်ပဲညွန်ညွန်ပါတော့အခုဆိုရင်ကျွန်တော်တို့ online ရဆိုတဲ့အနေနဲ့ပြတော့မှပြီးမှထက်ထိဝင်လာတာပြီးမှစကောင်စီရဲ့ အားကိုးထားရတဲ့ကပါဆက်ဆလင်းရဲ့ယုံဒီတိမ်မဲ့ဖူးချိုးစားနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ငပောက်ဝနေပြီးတော့မှလဲပါနော်။ဇက်သူသားစားတဲ့စစ်ကောင်စီအရာရှိတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။လူဝဝနေတဲ့အရာကျိုးလဲစီနဲ့အပိုင်ပေါက်ပြီးလူလဲစီကိုပတ်စံပေးပြီးမှလဲအဲ့ဒီဌာနဆိုင်ရာတွေကလည်းကန့်ကွက်ပါလေနဲ့ဒါကြီးကိုပုံစံခွဲကိုပုံစံခွဲမှလဲပုံစံခွဲတရား6ထုတ်ပြလိုက်။ကိုယ်ကမှတရား6ကိုထုတ်ပြလိုက်တယ်။အဲ့ကိုယ်ကမှတရား6ထဲဟာကြီးကိုယူလိုက်လေ။ တေတော့လေတေတော့ပိုင်ဟောင်ယူမဲ့ရာဂျူလေဘာဖြစ်လို့ကိုင်းမဲ့130ကိုလာပြီးအဲ့ကိုဆိုင်ရယူရတာလဲအဲ့ဒါကိုကိုကိုင်းမဲ့130နာမည်ပေါက်ရအောင်လက်စီနဲ့ပေါက်ပြီးအခုလုံနေတယ်ဒါလေးလက်စီမှာရှိတဲ့လူကြီးတွေမတည်ဘူးဒါလေးလူကြီးတွေမတည်ဘူးအဲ့တော့ငွေတစ်ခုတည်းကိုမကြည့်ကြပါနဲ့ဇတ်တူစားခြင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကျင့်ကြပါနဲ့တို့တို့မှာဒီတင်ငန်းရောင်းလို့ရတဲ့ချွင်းတဲ့သားလေးတွေနဲ့ နေပေါင်းများစွာကလေးအခုမှဒါလည်းခုလည်းဈေးမရှိသေးပါဘူးဈေးလည်းအဲ့လောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လူသေးစီအနိုင်မကြည့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းများခင်ဗျာခဏလို့ဒီလူကပတ်ဆံဘယ်လောက်ပေးထားလို့လဲအဲ့လူစောက်ကျင်ကောင်းတဲ့သူမဟုတ်ဘူးလေမရညာတော့ခုမိမဖြစ်သွားကျုံးနဲ့တိကျသူစီသွားပြီးမှအခုညတောင်းတယ်ပေါကူတော့တဲ့တည့်ရသူစီမဟုတ်ဘူး ်ပေါ့ကောရဲ့အဖေမျိုးစီကအကူညီတောင်းတောင်းမှာအမှန်တရားအမှန်ကန်လို့ရှိရင်ပေါ့ကောဘယ်လိုလူမျိုးမှမပြုဆိုင်ဘူးပေါ့ကောချက်ချက်လောက်ပုံအော့ပြီးလူအမှန်ကန်လို့တော့ထဲကုန်မတွက်တာလူလက်ပဲကိုပါလိုက်မှတော့မထင်နဲ့အာကြိုက်တဲ့လူလာခဲ့အဲ့တော့ပြည်ဦးလေးမှာရှိတဲ့စားပါလူကြီးမင်းများအားလုံးဒကာကြီးတို့ဒါအမှန်တရားအတိုင်းကူညီပေးပါကူညီပေးပါအတူတဘုံမူကကြာရှုံးသွားတူတဘုံမူမရှိတော့ဘူးတူတဘုံမူရှိတော့တူတဘုံမူအဲ့ကိစ္စနဲ့ပတ်တယ်ဝင်မပါဘူးဥပဒေကိုလေးစားတယ်ရှေ့တိုင်းမှာ ဆယ်ယောက်တည်းပဲရှိတော့တယ်။နောက်ဆုံးခိုင်းတာမိဘတွေတော့ဆိုတော့စစ်သားကောင်းပိတာသွားပဲတိုက်ပွဲဝင်သွားခြင်းလေ။ကဲငါပေါ့တော့ဗောနော်ခုချိန်မှာတော့ပြုံးလွင်မှာဆက်စုသားစနေတဲ့စကောင်စီရာရှိတွေကိုပြန်ပြတော့မဆုံးမပြောဆိုထားတာဗောနော်ကျွန်တော်တို့အဲ့လိုမျိုးကိစ္စတွေကိုခွေပိုင်များစွာကြားနေရတာဗောနော်ဒါကစကောင်စီတဖွဲ့ဝင်တွေယွန်းပျက်စီးနေတယ်ဆိုတာတဲ့တာဖြစ်ပါတယ်သူတို့ချင်းချင်းတောင်မှစခွက်လူပြီးတော့မှဗောနော်မတဲတဲ့ကြားတဲ့ကနေပြီးတော့ခုဆိုရင်ပြည်သူလူထုကိုဂျင်းထဲပို့လွန်နေတာကတော့တော်တော်လေးကိုရေးစရာကောင်းနေတာပဲဖြစ်ပါတယ်။ငါပေါ်တော့အဆူကတော့ သူတို့ချင်းချင်းမှတောင်းပါလို့မျိုးပေါ့နော်ပြဿနာတွေရှိနေတာဖြစ်ပြီးတော့မှပြိုခွေးတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရဆိုရင်မန္တလေးမြို့ပေါ်တောင်းပါချင်းချင်းပြန်ဖမ်းပြီးတော့မှဖိနှိပ်တာတွေကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့လက်တော်ဖြစ်ပေါ်နေတာပေါ့နော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရုံးပစ်စီနေတဲ့အခြေတွေကိုငါပေါ့ကိုယ်တိုင်ထုတ်ပေါ်ဝင်ခံပြီးတော့မှပေါ်ကွဲပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါ့နော်အပါသားမင်းသားကြီးဆိုတဲ့ငနေကနေပြီးတော့မှကျွန်တော်တို့တော်လိုင်းကောင်းဆောင်တွေကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားလဲဆိုတာဆက်ကြည့်လိုက်ရအောင်နော်။ KI ပေါ့နော်။ဘုရားဂုံးမော်အနေနဲ့ ပေါ့နော်လိုက်စားတို့လက်ချားရတို့ဘမော်လုံးမဖြစ်ချင်ဒီစစ်ပွဲကနေနောက်ဆုတ်သွားဖို့ကျွန်တော်ဟာသတိပေးပြောကြဘူးလေသူကတင်းသူကပါလဲပေါ့နော်တိမပါပဲတိမပါပဲဆိုတော့အေရထွန်းပြနိုင်ဦးလေကျွန်တော်ဟာသတိပေးပြောကြဘူးလေအေရစစ်နယ်ကျွန်းလာပြီနော်ကျွန်တော်အေရကြီးကျွန်တော်မကွေးပေါ့နော်ဘကိုးဘက်တွေကိုစစ်နယ်ကျွန်းလာပြီပို့နေပါဗျယနေ့ MNDA ရော TNN ရော AA ရော ကြိုင်ရောဟာအင်းအားအလုံးလောက်မရှိတော့ဘူးနော်တပ်ပေါ်ရဲ့ကြီးမားပြင်းထန်တဲ့တံပြန်ထိုးစစ်ကြီးကြီးစတင်လာတဲ့ခါမှာအဲ့ဒီအဖွဲ့ကြီးအလဲလဲအကွက်ကွက်နဲ့အဖွဲ့ပြတ်တိုက်ဖြစ်သွားမယ်ကျွန်တော်မင်းသားကြီးနမိတ်တစ်ခုကြွတင်ပြီးတော့ထုတ်ခဲ့ပူပါတယ်ရခိုင်ပြူရင်အင်းငိုမယ်ရှမ်းတွေကြွရင်ပလောင်ပြူမယ်ရွှေဘပွဲတွေကပ်ရင်ဖုန်ချရှင်အမျိုးပြောင်းမယ်လို့ ကျွန်တော်မင်းသားကြီးကျွတ်တဲ့နမိတ်တစ်ခုထုတ်ခဲ့ပူပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ပြောတဲ့စကားတွေပေါ်မှာတာဝန်ယူမှုတောင်းခံမှုအပြည့်ရှိပါတယ်ဒီနေ့ဒီခိုင်မှာညီမတက်မလို့နေနဲ့ကြီးရည်လီကတ်တဲ့စစ်စင်ရေးကြီးလုပ်မယ်ရှမ်းပြည်ပြောပါမလားဆုံးရှုံးလာတဲ့နေပြည်တော်ပြန်လဲတိုက်ခိုက်တိုက်ပိုက်မယ်တစ်ချိန်မှာလူအိမ်တရားရဲ့မျိုးတော်ဖြစ်တဲ့လိုင်စာတို့လက်ချရံတို့ တက်သိမ်းပြီးတော့မြန်မာနိုင်ငံလမ်းစိုက်မယ်ဒီစကားတွေကိုဖရားတကာကြီးတာအကြောင်းပဲပြောတာမဟုတ်ပါဘူးကျွန်တော်တက်မတော်ရဲ့ရွှေရောင်လွှမ်းတဲ့ခစ်တွေပြူတိုင်းကြိုက်တဲ့နှင်းစီကန်ခစ်တွေပြန်လဲရောက်ရှိလာပါပြီဒီကားတော့ဗောနော်အခုချိန်မှာတော့လေးနဲ့ပဲကျွန်တော်တို့ဒီတော်လိုင်းရေးသဖို့ဝင်နေစုမထားတဲ့နေရာတွေပြန်သိမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်စစ်ကောင်စီကတော့သူတို့ဒီစုမထားပါတဲ့ဆိုတဲ့နေရာတွေတော်တော်များများတောင်မှ လဲလဲပြပြနဲ့ပေါ့နော်ကျွန်တော်ခုဆိုရင်တော်လိုင်းရဲ့ရဲဘော်တွေနဲ့ဂျန်နဲ့တပ်ဖွဲ့တွေကိုခုခံဖို့ဆိုပြီးပြမခံစစ်တွေခိုင်မှပြင်ဆင်ရတဲ့ဆက်တဲ့အကြောင်းကျွန်တော်ကြားသိရထားတာဖြစ်ပါတယ် A နဲ့တခြားဒီ KIA ပြည်တော်မှမြောက်ပိုင်းညီနောင်တွေအရဆိုလဲပေါ့နော်စစ်ကောင်စီဒီနေ့ထမ်းပါပဲပြီးဖြိုးချမယ်ဆိုပြမတန်လေးထန်ခြားထားခြားတာမလို့ကျွန်တော်အားလုံးအထူးကပုံမျိုးမှစူးစိတိုက်ခိုက်လိုက်မယ်ဆိုတော့ဒီလိုမျိုးအချောင်းနေတဲ့ပုံမှရက်ကွက်နဲ့မြောင်းလိုက်ရဖစ်စစ်စနစ်ကိုကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့ထမ်းပါပဲပြီးဖြိုးချနိုင်မယ်ဆိုတော့ကျွန်တော်ချိန်တွေပေါ်ပြောလို့ရနေတာဖြစ်ပါတယ် ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ MND ရဲဘော်ကိုလုံးဝေးရနေပြီးတော့မှပြပအောက်ကိုပစင်ရိုးအုပ်စုတွေပေါ့နော်မြန်အွန်လိုင်းတို့အုပ်စုနဲ့ချမ်ဖို့အုပ်စုတွေကိုဘယ်လိုမျိုးစုမပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်အမိမြန်မာနိုင်ငံကိုချင်းမြနိုးပါလို့အမိတ်ထုတ်ပြန်ခဲ့တဲ့အမိတ်တော့မဟုတ်ဘူးနော်ဟိုပါစာသားထုတ်ပြန်ခဲ့တဲ့ဒူကိုတိုင်းငုံမှမြန်မာနိုင်ငံရဲ့တယံဇာတတွေကြောက်စိမ့်နေဆန်စပါကျွန်းတက်တွေတံငွေပိုက်လိုက်နေအကုန်ရုံးစားခဲ့တာမဟုတ်လားဟမ် အမိနိုင်ငံကိုချင်းမြန်လို့ပါလို့စာရာကိုထုတ်ပြန်ခဲ့တဲ့ဒူကိုတိုင်းမြန်မာနိုင်ငံရဲ့ညီတော်ညီအောင်တရင်စားတော့အကုန်ရုံးစားခဲ့တယ်လေငိုကြောက်စင်းစင်းဆိုလည်းမနေဘူးအခုမြန်မာပြည်ကလူတော်တော်များများတောင်ကြောက်စင်းထွက်တဲ့ဒီတာဟာတရုတ်ပြည်ပါဆိုပြီးမှယူဆနေကြတယ်နော်ကဘာမှလည်းအတော်များများလေးဟာကြောက်စင်းထွက်တဲ့ဒီတာဟာတရုတ်ပြည်ဆိုပြီးမှယူဆနေကြတယ်ဟမ်အဲ့ဒါအမိမြန်မာနိုင်ငံကိုချင်းမြန်နိုးလို့ပေါ့ဟုတ်တယ်လား အမိနိုင်ရမှာချင်းနဲ့နုံလို့မြန်မာနိုင်ငံရဲ့တည်ရန်ဇာတာတွေအားလုံးအထိပြရောက်တာနော်ဒါတော့ကြောက်စင်းတစ်ခုလေးပဲတက်တေတာဟိုတက်တေတာကအနေနဲ့ပြောပြတာဒါမင်းတို့ကြံခုတ်တွေဟောင်းနေတဲ့ငါ့ရှိလဟောင်းနဲ့အတူတူမှာပြောပြတာဟုတ်ပြီလားမင်းတို့ရဲ့အကူအားထားရရအမိမြန်မာနိုင်ငံကိုချင်းနဲ့နုံပါစေမှာအမိနေထုတ်ပြန်ခဲ့တယ်ပြီးတော့ညီမမြေအောင်တည်ရန်ဇာတာချင်းတိမ်မမြဆန်ချင်းတိမ်ဆန်စပါအားလုံးတန်ငွေရအဆုံး အကုန်ရုံးစားပိုက်တာကြီးတွေအဆုံးအကုန်ရုံးစားပလိုက်တာအေးအဲ့ဒီလိုပဲငါတို့တွေကဒီအောင်နာရှင်ရဲ့လက်အောက်မှာဆက်နေရင်ငါတို့ရဲ့တားစင်နေဆက်ငါတို့ငငါမှာတော့မရှိခဲ့ပေမဲ့မင်းတို့ရဲ့တားစင်နေဆက်မှာမိမနိုင်အနာကတော့မင်းတို့စဉ်းစားချင်တာကဲရတာပါနော်ကျွန်တော်ကိုလုံးဝင်ရနေပြီးတော့မှအခုချိန်မှာကျွန်တော်ဒီကြမ်းဖွဲ့တွေအုပ်စုရနေပြီးတော့မှကျွန်တော်ပြည်သူပြည်သားတွေရနေပြီးတော့မှအတိုင်းပြဖြစ်စီတဲ့ဆိုတော့ ုံစံမျိုးနဲ့ပြောဆိုနေကြတာပေါ့နော်သူအနေနဲ့ဒီလိုအချက်လက်တွေနဲ့ဒီချက်လက်ပြန်ပြီးတော့မှဆုံးမသွန်သင်ထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့တို့မလို့ပြောပြောပေါ့နော်နားမဝင်တဲ့အုပ်စုတွေဖြစ်ပြမသူတို့ကိုယ်တိုင်ကနေပြီးတော့မှအခုဆင်ပြပါနိုင်ငံတွေကိုမြန်မာပြည်တို့မှာရှိတဲ့တန်ဇာတာအလုံးနဲ့ဖိုးတန်စစ်တောက်တွေကဆပေါ့နော်အကုန်လုံးကိုရောင်းချနေတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်မြောက်နယ်ကနေပြီးတော့မတော်မှအခုဆိုရင်ကျွန်တော်တို့ဒီချော့ဖြူရင်းနဲ့စီမံကိန်းနဲ့ထဝယ်ရင်းနဲ့စီမံကိန်းလို့တော်မှရုရှားနဲ့တရုတ်ကို လုခွန်ပေးပြီဆိုကြတဲ့ကောပေါ့နော်ကျတို့တိုင်းပြည်ရဲ့ပြီးသူတွေအတွက်အကူထားတဲ့နေရာတွေတော်တော်များများဟာဆိုရင်ပြည်ပနိုင်ငံတွေရဲ့လက်ထက်ကိုရရှိသွားတာဖြစ်ပေမှာကျတို့ရတည်ရင်ထက်တဲ့လက်ချိုးခံစားဖို့နေရာတော့စစ်ကောင်စီအနေနဲ့ပေါ့နော်ပြန်ပြီးတော့မှအကူသေးဆုံးရယူတော့တာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျတို့ဘက်ကနေပြီးတော့မှအခုဆိုရင်ဒီတော်လိုင်းရင်မှာပြီးသူတွေဆေးရနေပြီးတော့မှကိုချေရယူထားတဲ့စစ်ကောင်စီရဲ့အချိုးခံစားခွင့်နေနဲ့ပြီးသူတွေရတည်ရင်ထက်တဲ့ခံစားခွင့်နေအားလုံးပြန်ပြီးတော့မှရယူနိုင်ဖို့ဒီစစ်ခွေးတတိုင်းနဲ့ဖက်ဆက်အာနာရှင်စနစ်ကိုအပြည့်ဖြိုးချနိုင်တာမလို့ပြီးသူတွေအလုံးပူးပေါင်းပေါ်မယ်ဆိုရင်ကျတို့အနေနဲ့ပေါ့နော် မကြခင်မှာတော့အောင်ပွဲသတင်းတွေကြားမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့ပါပဲဆုံးသတ်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးစိတ်ချမ်းသာကိုယ်ချမ်းမှချင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညလေးပတ်စင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်